အဲ့တော့ကျွန်တော်ကိုစုံစမ်းနေတဲ့အမ်ကျွန်တော်ရဲ့မိတ်ဆွေရန်သူတို့တွေပေါ့ဗျာဒီမိတ်ဆွေရန်သူတို့တွေဒါကျွန်တော်ဒီနေရာနေပြီးတော့ကျွန်တော်ဒီနေ့ကျွန်တော်ရဲ့ YouTube channel နဲ့ကျွန်တော်နေပြီးတော့ပြန်ပြီးတော့ကျွန်တော်ပြောကြလို့တာကဘယ်လိုအချိန်ဘယ်လိုနေရာမျိုးမဆိုကျွန်တော်လာပြီးတွေ့လို့ရတယ်ကျွန်တော်ကလည်းတွေ့ဖို့အစမ်းသက်ရှိတယ်ဒါပေမဲ့ကျွန်တော်ဖက်ကမှန်ကန်တဲ့လမ်းကြောင်းမှန်ကန်တဲ့စကားလုံးတွေကိုပဲကျွန်တော်ရှင်းပြမှာဖြစ်တယ်ဒီအာစမူဒံဥပဒေနဲ့အကြောင်းမဝင်တဲ့ခလေးသူငယ်တွေကိုဖမ်းတယ် ဖမ်းပြီးလို့ရှိရင်အဲ့ဒီကနေပြီးတော့ငွေတောင်းတယ်အာငွေတွေဘလောက်ဘလောက်ပေးရမယ်ဆိုပြီးတော့ပေါ့ဗျာဒါမျိုးလေးတွေတောင်းတာလေးတွေရှိတယ်အဲဒါကိုကျွန်တော်ကနေပြီးတော့အပြုတ်သဘိုးဆောင်တဲ့ဝေဖန်မှုမျိုးနဲ့ကျွန်တော်ဝေဖန်တာဖြစ်တယ်ဒါကိုမှမတင်납ခဲ့ဘူးဆိုလို့ရှိရင်အဲဘောနော်ကျွန်တော်နဲ့ဒိုက်ရိုက်လေးလာရှင်းနိုင်တယ်လို့ဘယ်လိုနေရဘယ်လိုအချိန်မျိုးမဆိုကျွန်တော်ကိုလှမ်းပြီးတော့ခေါ်လိုက်လို့လည်းရတယ်ဒါကျွန်တော်ဖက်ကသတင်းအတိအကျမှန်ကန်သောသတင်းဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်တခုလိုမျိုးပြောဆိုခြင်းဖြစ်တယ် ဒါကိုကျွန်တော် ULA တဖွဲ့လုံးကိုကျွန်တော်စုကနေတာမဟုတ်ဘူး ULA မှာထိုက်ပိုင်ကောင်းဆောင်တွေဖြစ်တဲ့ကျွန်တော်တို့လေးစားရတဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်လို့ပုံကိုမျိုးကိုနောက်တစ်ခုဒီဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့အတူတူလက်တွဲနေတဲ့ကောင်းဆောင်ပိုင်းတွေကိုကျွန်တော်စုကနေတာမဟုတ်ဘူးသူတို့ရဲ့လက်အောက်မှာအလုံးလုံးနေတဲ့ဒီလက်ရှိနေပြီးတော့အရက်ခတ်တက်တော်တွင်းမှာအရက်ခတ်တက်တော် A အမီဂန်လူတစုကိုကျွန်တော်ဝေဖန်နေတာဖြစ်တယ်ကျွန်တော်ဘယ်သူမှကျွန်တော်ဝေဖန်တာမဟုတ်ဘူးကျွန်တော်ဒီတိုလန်ရေးကာလမှာ အဲဒီလိုပြောတယ်ဆိုပြီးတော့ဒါပေါ့နော်ဒီလိုပြောတယ်ဆိုပြီးတော့ကျွန်တော်ကတလျှော့လူတွေကမုံတီးပြီးတော့ကျွန်တော်စုံစမ်းနေတာလည်းရှိတယ်ဘယ်သူတွေဘလောက်ပဲစုံစမ်းပါစေကျွန်တော်အနေနဲ့ဂယုစိတ်မှလည်းမဟုတ်ဘူးကျွန်တော်ဒီအမှန်ကန်တဲ့လာချောင်းပေါ်မှာရှောက်နေတာဖြစ်တဲ့အတွက်လူအခွင့်အရေးကိုလိုလားတဲ့နိုင်ငံရေးသမားတယောက်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီဘယ်သူမှကြောက်ပါလည်းမဟုတ်ပါဘူးဒါကြောင့်မလို့တကယ်လို့အဲကျွန်တော်ရဲ့နေရာသိခဲ့မှာကျွန်တော်ဖုန်းဆက်လို့လည်းရတယ်ကျွန်တော်ဖုန်းကတဆက်လဲကျွန်တော်ဖုန်းခေါ်လို့ရတယ်ကျွန်တော်အချိန်မရဖုန်းခေါ်လိုက်ပါ ခင်ဗျားတို့ရှိတဲ့နေရာကိုကျွန်တော်လာရမယ်ဆိုလို့ရှိရင်လည်းကျွန်တော်လာခဲ့ပါမယ်ကျွန်တော်ဖက်ကမှန်ကန်စွာကျွန်တော်ရှက်ပြလို့ရပါတယ်ခင်ဗျာအဲ့တော့ဥပဒေမဲ့လောက်လာခဲ့တာမျိုးလည်းကျွန်တော်နည်းနည်းလက်ခံမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်ကလည်းဥပဒေမဲ့လောက်မှာမဟုတ်ဘူးအစ္စလာမ်ဘာသာမှာဒီဝတ်သားဟာအာအဖို့အဖွတ်တော်လို့အာဝတ်သားကနေပြီးတော့လက်ရှိနေအစ္စလာမ်ဘာသာဖျားဖြစ်တဲ့မိုဟာမက်ရဲ့အဖေဖြစ်နေလို့မိုဟာမက်ရဲ့အဖိုးဖြစ်နေလို့အာမိုဟာမက်ရဲ့အဖွားဖြစ်နေလို့ဆိုပြီးတော့ အဲကဲ့ရဲ့ရှုံရှပြောဆိုတာတွေကိုကျွန်တော်တို့ ਨੇ ကြားသိနေရတဲ့အတွက်ဒါဒီလိုမဟုတ်ပါဘူးဆိုတာကိုကျွန်တော်ရှင်းပြခြင်းဖြစ်ပါတယ်ကျွန်တော်တို့အစ္စလာမ်မဟုတ်ပါဘူးကျွန်တော်တို့ရခိုင်လူမျိုးရခိုင်သားဆက်ဆက်တရားလို့ဖြစ်ပါတယ်အေးအေးထိုက်ပိုင်းခေါင်းဆောင်ဖြစ်တဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကအခုဘလောက်ပဲရခိုင်ပြည်မျိုးငြိမ်းချမ်းတာဘလောက်ပဲအုပ်ချုပ်နေပါစေကျွန်တော်တို့လူမျိုးနှမျိုးကြားမှာဘာသာရေးနှစ်ခုကြားမှာပြဿနာတွေဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ဒီလက်ရှိနေပြီးတော့ UL အစိုးရအနေနဲ့ရော အာဒီလက်ရှိနေပြီးတော့ RK တက်တော့ A နဲ့ရောထိန်ကြောင်ရခက်တော့ပါလိမ့်မယ်။အားလုံးပဲတာလို့ဆိုပါကိုရှေရှာနေနဲ့ပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာ။ဒီနေ့ကျွန်တော်တင်ပြသွားမယ့်အကြောင်းအရာတော့ဘောနော်ဒီလက်ရှိနေပြီးတော့ Islam ဘာသာဝင်နေဝတ်သားကိုဘာကြောင့်မစတာလဲဆိုတော့အကြောင်းအရာလေးကိုကျွန်တော်တင်တင်ဆက်သွားမှာဖြစ်ပါတယ်ခင်ဗျာ။အဲ့တော့ဟုတ်ပြီဒီဟာလေးကိုကျွန်တော်မတင်ပြခင်မှာအဲကျွန်တော်မနေ့ကကျွန်တော်ဗီဒီယိုဖိုင်တစ်ဖိုင်တင်ခဲ့တယ်။အဲ့ဒီဗီဒီယိုဖိုင်မှာကျွန်တော် application ရေးလိုက်တယ်ပေါ့နော်။အဲကျွန်တော်ရေးတာလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းမှားသွားတယ်ပေါ့နော်။အဲကျွန်တော်ရေးလိုက်အဲကျွန်တော် အကျွန်တော်ရေးသွားတာကနည်းနည်းလွန်သွားတဲ့သဘောမျိုးမှာရှိပါတယ်အဲ့တော့ဟိုပေါ့ဒီအခုလက်ရှိနေတော့မြက်ကန်မျိုးရှိဖြစ်လာတဲ့ ULAA ဆိုတော့အာဒီစာသားလေးတစ်ခုကိုကျွန်တော်ရေးမိသွားပါတယ်အမှန်တကယ်ကျွန်တော်ပြောထားတဲ့အကြောင်းအရာတွေကအဲ့ဒီဟာမဟုတ်ပါဘူးဒါပေမဲ့အကြောင်းအရာနဲ့နည်းနည်းလွှဲချော်ပြီးတော့အာကျွန်တော်ရေးထားမိပါတယ်ခင်ဗျအဲ့ဒါလေးလို့ကျွန်တော်ဒီနေ့ညနေပဲကျွန်တော်ပြန်ပြီးတော့ပြင်ဆင်ပြင်ဆင်ပြောင်းလဲပေးပါမယ်အဲ့တော့ဟုတ်ပြီဒါဆိုလို့ရှိရင်အခုလက်ရှိနေပြီးတော့ကျွန်တော်ဒီဟာကိုပြင်ဆင်ပြောင်းလဲပေးတယ်ဆိုတာကျွန်တော်ဘယ်သူ့အမှဟောဖြစ်လို့မဟုတ်ဘူးအခုလက်ရှိက အဲကျွန်တော်ပြောလိုက်တဲ့အကြောင်းအရာနဲ့အကြောင်းအရာနဲ့ဒီ lectional capacity ရေးလိုက်တဲ့ဟာနဲ့ကနည်းနည်းလွဲမှားနေလို့ကြောင်းတာကျွန်တော်ပြင်ဆင်ပြတာဖြစ်ပါတယ်အဲ့တော့အဘောနော်တချို့လူတွေကျွန်တော်နေပြီးစုံစမ်းနေကြတယ်လို့လည်းကျွန်တော်ပြောတန်ကြတယ်ဗောနော်အဲကျွန်တော်နေပြီးတော့အဲဘာလို့ရှင်တာလဲတော့မသိဘူးဗောဒါမဲ့အဲကျွန်တော်ဖက်ကမှန်ကန်နေတာဖြစ်တဲ့အတွက်ကျွန်တော်ဘယ်သူမှလည်းကျွန်တော်မကြောက်ပါဘူးကျွန်တော်ဘယ်သူမှလည်းကျွန်တော်ကြောက်လန့်စရာအကြောင်းလည်းမရှိပါဘူးဒါကနံပါတ်1တရှိပါ နောက်တစ်ခုကကျွန်တော်အခုပြောနေတဲ့စကားလုံးတွေအားလုံးဒီကျွန်တော်ဒီရခိုင်လူမျိုးတယောက်ဖြစ်တယ်အဲ့တော့ဒီရခိုင် ပြည်နယ်မှာကျွန်တော်ရခိုင်လူမျိုးတယောက်ဖြစ်တဲ့ပြကျွန်တော်ရခိုင်နိုင်ငံရဲ့သမတ်တယောက်လို့ဖြစ်တယ်ဒါကြောင့်မလို့လက်ရှိနေပြတော့ရခိုင်ပြည်နယ်မှာဖြစ်ပြနေတဲ့အရေးအခင်းတွေဖြစ်ပြနေတဲ့အခင်းအကျင်းတွေကိုကျွန်တော်တို့ဒီလက်ရှိနေလူကြီးပိုင်းတွေဆင်ရှင်းသုံးသပ်ပြီးတော့ဒီကျွန်တော်ဝေဖန်သုံးသပ်ပြီးတော့အဲဒီလက်ရှိဒီလက်ရှိအောက်ရှင်မှာဖြစ်ပြနေတဲ့အဖြစ်အပျက်တွေကိုပြန်လေထိန်းကျောင်းမွမ်းမှန်ပြီးတော့ ျွန်တော်တို့ရဲ့ရခိုင်ရဲ့ MSD ပြန်ပြီးတော့ဂုံတက်လာအောင်ကျွန်တော် ပြောဆိုနေခြင်းသာဖြစ်ပါတယ်ဒါကနံပါတ်1တစ်ချက်ပါနောက်တစ်ခုနံပါတ်3တစ်ချက်ကြတော့ကျွန်တော်ဒီအခုလက်ရှိနေပြီးတော့ရခိုင်လူမျိုးတယောက်ဖြစ်တဲ့အတွက်ကြောင့်ရခိုင်နဲ့ပတ်သက်တာတွေကိုကျွန်တော်သုံးသပ်နေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီရခိုင်ပြည်နယ်တွေမှာမိတဲ့နေထိုင်နေကြတဲ့မွတ်စလင်နဲ့ရခိုင်တွေသည်ကျွန်တော်ညီကိုမုံနှမတွေဖြစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်တမိုင်းထောက်လာတမိုင်းအထောက်ထားလေးတွေနဲ့ကျွန်တော်တင်ပြတယ်တမိုင်းအရှက်လေးတွေနဲ့ကျွန်တော်တင်ပြတယ် ဒါကိုလက်မခံတဲ့ရခိုင်လူပြိမ့်တွေကအဲရခိုင်ဒီနိုင်ငံရဲ့တမအမိခံရခိုင်လူပြိမ့်တွေကကျွန်တော်ကိုအဲဘောနော်စုံစမ်းနေတယ်ဆိုတဲ့အကြောင်းလဲကျွန်တော်ကြားသိရပါတယ်အဲ့တော့ဘယ်သူတွေဘလောက်ပဲစုံစမ်းနေပါသေးကျွန်တော်ဒီလှုပ်တဲ့လှုပ်ထိုက်တာကိုကျွန်တော်ရှစ်ဆက်ပြီးတော့လှုပ်ဆောင်သွားမှာဖြစ်လေဖြစ်ပါတယ်ခင်ဗျအဲ့တော့ဟုတ်ပြီနောက်တစ်ခါနံပါတ်၄တစ်ချက်ကျွန်တော်ပြပြပါမယ်ကျွန်တော်ဒီရခိုင်လူမျိုးတယောက်ဖြစ်တဲ့ကျွန်တော်ဒီရခိုင်နိုင်ငံရဲ့လောကကိုကျွန်တော်အခုမှစဝင်တာမဟုတ်ဘူး ဘောနော်ကျွန်တော်2000နဲ့ခုံရှေးဝိုင်းတူလိုင်းကြီးတရားပဲကျွန်တော်ဘဝတွေကျွန်တော်ပေးဆက်ခဲ့တယ်အကျွန်တော်ဒီရခိုင်နိုင်ငံရဲ့လောကထဲမှာမဟုတ်ဘူးတတိကျွန်တော်မြန်မာနိုင်ငံရဲ့လောကထဲမှာပါကျွန်တော်ကျင်လေခဲ့တယ်အကျွန်တော်လှုပ်ရှားခဲ့တဲ့လူတယောက်ဖြစ်တယ်အခုလဲဆက်ပြီးတော့လှုပ်ရှားနေစေလူတယောက်လည်းဖြစ်ပါတယ်ခင်ဗျအဲ့တော့ကျွန်တော်ဒီနေ့တင်ကျွန်တော်ဒီပြောခဲ့တဲ့စကားလုံးတွေအားလုံးထဲမှာအဲကျွန်တော်စကားလုံးတွေအားလုံးထဲမှာကျွန်တော်ဘေးအဖွဲ့အစည်းမှာကျွန်တော်ဝေဖန်ထားတာ မရှိဘူးနောက်တော့ဘေးအဖွဲ့အစည်းကိုမှကျွန်တော်စိုးကားထားတာမရှိပါဘူး ဲ့တော့ဒါကိုလေကျွန်တော်ကိုကျွန်တော်တာဝန်ယူပါတယ်နောက်တစ်ခါနံပါတ်5တစ်ချက်ကျွန်တော်ပြပြပါမယ်ဒီကျွန်တော်တို့အားလုံးဒီရခိုင်နဲ့မွတ်စလင်ဒီနှစ်ပေါင်းများစွာနေအတူချင်းတွေ့နေထိုင်လာခဲ့တဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီအားလုံးဒီငြိမ်းချမ်းစွာပြအတူရှင်တွဲနေထိုင်နိုင်ဖို့ကျွန်တော်တို့တွေဒီအကောင်းဆုံးကြိုးစားမှဖြစ်ပါတယ်ဒီလိုကြိုးစားနိုင်မှသာကျွန်တော်ရခိုင်ပြည်နယ်လွတ်မြောက်မှာဖြစ်တယ်ဒါက ကျွန်တော်ပြောပြောချင်တာပါအဲ့တော့နောက်တစ်ခုကကြားတဲ့ခါတည်းကျွန်တော်တို့လက်ရှိနေပြီးတော့ကျွန်တော်အရန်လေးစားတဲ့အာရခတက်တော်အေးအေးထိပ်ပိုင်းခေါင်းဆောင်ဖြစ်တဲ့ဘုံချုပ်ထွန်းမြတ်နိုင်ကအခုဘလောက်ပဲရခိုင်ပြည်နယ်ငိမ့်ချမ်းတာဘလောက်ပဲအုပ်ချုပ်နေပါစေကျွန်တော်တို့လူမျိုးနှမျိုးကြားမှာဘာသာရေးနှစ်ခုကြားမှာပြဿနာတွေဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ဒီလက်ရှိနေပြီးတော့ ULA အစိုးရအနေနဲ့ရောအာဒီလက်ရှိနေပြီးတော့အာရခတက်တော်အေးနဲ့ရောထိန်းကြောင်ရခက်တော့ပါလိမ့်မယ်အာနာယုကိုတော်လာနာကခဏလေးပါပဲဒါပေမဲ့ဘာသာရေးမှိုင်းတိုက်လာခဲ့ရင် လူမျိုးရေးမှိုင်းတိုက်လာခဲ့ရင်ကျွန်တော်တို့လည်းထိန်းကြောင်ကအရန်ခက်တော့ပါလိမ့်မယ်ဒါကျွန်တော်ကနေပြီးတော့အပြုတ်သဘိုးဆောင်တဲ့အပြုတ်သဘိုးဆောင်တဲ့ဝေဖန်မှုမျိုးနဲ့ကျွန်တော်ဝေဖန်ပြတာပါအကျွန်တော် YouTuber တယောက်အနေနဲ့ဒါကျွန်တော်နိုင်ငံရေးသမားတယောက်အနေနဲ့အကျွန်တော်ဒီနိုင်ငံရေးစကလုံးကိုပဲကျွန်တော်ရွေးချယ်ပြီးပြောတာဖြစ်တယ်ဒါပေမဲ့ကျွန်တော်မနေ့ကတင်ခဲ့တဲ့ဗီဒီယိုဇက်ကမှာတော့အာပို့ပြဒီမြက်ကမ်းမျိုးရှိဖြစ်လာတဲ့ UAA ဆိုတဲ့စကလုံးအသုံးနှုံးမျိုးတွေကျွန်တော်သုံးသွားမိတယ်ဒါလေးအတွက်ဒါလေးအတွက်ကိုလည်းကျွန်တော် ဒါထက်ဆင့်ပြီးတော့ဒါကျွန်တော်တောင်းပန်ပါတယ်အဲ့တော့ဒီကျွန်တော်ရဲ့အမ်ဘောနဒီကျွန်တော်ကိုဒီဝိုင်းရံကြည့်စုပေးနေကြတဲ့မိဘပြည်သူအားလုံးကိုလည်းကျွန်တော်ဒီနေရာကနေပြီးတော့ကျွန်တော်တောင်းပန်ရှင်ပါတယ်ခင်ဗျဟုတ်ပြီဒါတော့တခုပေါ့ကဲဟုတ်ပြီဒါဆိုကျွန်တော်ဒီလက်ရှိနေပြီးတော့မွတ်စလင်တွေပါကြောက်ဝတ်သားမဆားရတာလေဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ဒီကနေ့တင်ပြသွားပါမယ်ဒီတော့ဒီလက်ရှိနေပြီးတော့မွတ်စလင်တွေပါကြောက်ဝတ်သားမဆားရတာလေဆိုရင်ဝဲရဲ့အသားနဲ့အစီဟာအစိတ်အတောက်တွေကို ရေမြုပ်တစ်ခုလိုစုပ်ယူတတ်တဲ့အပြင် ဝဲရဲ့အသားဟာနွားအသားစိတ်အသားတွေထက်အစိတ်ကို အစ30ပုံမဆုပ်ယူနိုင်တယ်ဆိုတဲ့ဟာလေးကိုလည်းဒါကျွန်တော်တို့ကျမ်းမာရေးအရာကျွန်တော်သိရပါတယ်နောက်တစ်ခုဒီကျွန်တော်တို့ဒီကျမ်းမာရေးသုတတနာစာတန်းတစ်ခုမှကျွန်တော်ဖတ်ရတယ်ဒါမှမဟုတ်ဒီနွားသားစိတ်သားကိုစားလိုက်မယ်ဆိုလို့ရှိရင်ねအစာကြေဖို့အချိန်7နာရီကနေ9နာရီထိကြာမြင့်တတ်ပြီးတော့ဒီအသားတွေကထွက်တဲ့အစိတ်အတောက်တွေဟာအစာကြေချိန်ကြာမြင့်တဲ့အတွက် ွေးလေပတ်မှုစနစ်ထက်ကိုတဖြည်းဖြည်းနဲ့ဝင်ရောက်တော့တက်ပြီးတော့အသေးကနေပြီးတော့အေးစစ်စစ်နဲ့စွန့်ထုတ်ပေးနိုင်တယ်ဆိုတဲ့ဟာလေးကိုလည်းကျွန်တော်ဒီစေပညာတမိုင်းမှတ်တမ်းစာအုပ်လေးမှာကျွန်တော်လက်လာမှတ်သားဖူးပါတယ်နောက်တစ်ခါကြားတဲ့အခါဒီလက်ရှိလက်ရှိနေပြီးတော့ဝက်သားကိုစားလိုက်မယ်ဆိုလို့ရှိရင်အစာကျေတဲ့အချိန်က၄နာရီထိပဲကြာမြင့်တာဖြစ်တဲ့အတွက်ကြောင့်သွေးလေပတ်မှုစနစ်ထက်ကိုဝင်ရောက်ပြီးတော့အသေးကိုထိခိုက်စေပါတယ်တဲ့နောက်တစ်ခါကြားတဲ့အခါဒီလက်ရှိနေပြီးတော့ဝက်တေရဲ့ခန္ဓာကိုယ်ထက်မှာ parasite လို့ခေါ်တဲ့ဒီလက်ရှိကပ်ပေါကောင်ပေါ့နော်ဒီဒါဇင်ပေါင်းများစွာ ရှိနေတယ်ဆိုတဲ့ဟာလေးကိုလည်းဒီတမိုင်းဒီစေတုစေတုတတနာမှတ်တမ်းလေးမှာကျွန်တော်လက်လာမှတ်သားဖို့ပါတယ်အဲ့တော့နောက်တစ်ခုကျတော့အဲ့ဒီကပ်ပေါကောင်တွေဟာဒီပေါ့နော်ဒီသေသွောက်အောင်အတွက်ရှစ်ပြုတ်ဖို့အတွက်လုံလောက်တဲ့အပူချိန်အခုချိန်တိမသတ်မှတ်နိုင်သေးဘူးလို့လည်းအဲ့ဒီအဲ့ဒီဒီစေမှတ်တမ်းလေးမှာကျွန်တော်တို့ဖတ်ရပါတယ်နောက်တစ်ခုကျတော့ဒီအခုလက်ရှိနေပြီးတော့ပေါ့နော်ဒီလိုကျမ်းမာရေးနဲ့မညီညွတ်တဲ့အတွက် မု슬လင်တွေကိုးကွယ်တဲ့အစ္စလမ်ဘာသာကအဲဘုနောအပြင်းပြင်းထန်ထန်တားမြစ်ထားခြင်းဖြစ်ပါတယ်လက်ရှိတော့အစ္စလမ်ဘာသာရဲ့ကုရ်အန်ကျမ်းစာထဲမှာဆိုလို့ရှိရင်ဝတ်သားစာတုံးမှုကို၄နေရာထဲမနေတားမြစ်ထားကြောင်းကိုလည်းလက်လာမှတ်သားရပါတယ်ခင်ဗျာဟုတ်ပြီဒါဆိုဒီ၄နေရာကိုကျွန်တော်ပြောပြပါမယ်နံပါတ်၁ဒီလက်ရှိတားမြစ်ချက်ကကြတော့ဒီလက်ရှိတော့ကျွန်တော်တို့ဒီကျမ်းမြတ်ကုရ်အန်အခန်းကြီးနှစ်အခန်းငယ်183မှာတစ်ကြိမ်နံပါတ် ကျမ်းမြတ်ကုရ်အန်အခန်းကြီး3အ sorry အခန်းကြီး9အခန်းငယ်3မှာတစ်ကြိမ်ဒီကျမ်းမြတ်ကုရ်အန်အခန်းကြီး6အခန်းငယ်145မှာတစ်ကြိမ်နောက်တစ်ခုနံပါတ်4ကပေါ်တော့ဒီကျွန်တော်တို့ကျမ်းမြတ်ကုရ်အန်အခန်းကြီး16အခန်းငယ်135မှာတစ်ကြိမ်ပြင်းပြထထန်တားမြစ်ထားတာကိုကျွန်တော်တွေ့ရပါတယ်ဒါကြောင့်မို့လို့ဒီလက်ရှိနေပြီကျမ်းမြတ်ကုရ်အန်ရဲ့အာရက်တို့တွေအရာ ဝတ်သားကိုကျမ်းမာရေးနဲ့မညီညွတ်တဲ့အတွက်တားမြစ်ထားခြင်းဖြစ်ကြောင်းကိုလည်းကျွန်တော်အနေနဲ့လစ်လာမှတ်သားရပါတယ်ခင်ဗျာဒီတော့ကျွန်တော်ဒီခေတ်တင်ပြနေတာဒီကျွန်တော်ဟာဒီအစ္စလမ်ဘာသာပဲမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ဘာသာတိုင်းကိုလေးစားပြီးတော့လူခွင့်ရတန်ဖိုးထားတဲ့လူတယောက်ဖြစ်တဲ့အတွက်ကုလသမဂ္ဂ1948ခုနှစ်လူခွင့်ရကြော်ညာစာတမ်းအပိုက်6မှာပါရှိတဲ့ဘီသူမြဥပဒေအရမဟုတ်သောဖန်ဆီးခြင်းကိုဖြစ်စေရှုံ့နှောင်ခြင်းကိုဖြစ်စေ ပြည်နေခြင်းကိုဖြစ်စေမခံစေရဆိုတဲ့ပြဋ္ဌာန်းထားတဲ့အတိုင်းကျွန်တော်အနေနဲ့ဒီကရက်ဖော်ထုတ်တင်ပြနေတာဖြစ်ပါတယ်။အဲ့တော့ဒီကျွန်တော်တို့ရခိုင်ပြည်နယ်တွင်းမှာမြန်မာနိုင်ငံတွင်းမှာမိတင်းနေထိုင်နေကြတဲ့အစ္စလမ်တွေသည်သူတို့တွေရဲ့ဒီလက်ရှိနေပြီးတော့ဒီတခြားနိုင်ငံရေးတမအရှုပ်တွေကဘာသာရေးကိုခုတောင်းလုပ်ပြီးတော့ဒီလက်ရှိနေပြီးတော့အစ္စလမ်မုန်တီးရဲ့အစ္စလမ်ကိုဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ဗျာ။ဒီလိုပုံစံမျိုးနဲ့ ကျွန်တော်တွေသွေးစည်းညီညွတ်မှုကိုသွေးကွေးအောင်ပြုစုံနေတဲ့စကလုံးလေးတွေလည်းကျွန်တော်ကြားသိရပါတယ်နောက်တစ်ခုဒီကျွန်တော်ဟာနေပြီးတော့ဒီလက်ရှိနေပြီးတော့ Islam ဘာသာရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်နေပြီးတော့ဝေဖန်သုံးသပ်တာတွေ Islam ဘာသာရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်အကောင်းဆုံးအာကျွန်တော်ဒီ Islam ဘာသာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြုတ်ဆိုခဲ့တာတွေရှိပါတယ်ဒီပြုတ်ဆိုခဲ့တဲ့ဒီကျွန်တော်ရဲ့ comment တွေအောက်ဒီကျွန်တော်ရဲ့ video ရဲ့ comment တွေအောက်မှာလာပြီးတော့ဝေဖန်တာတွေနောက်ပြီးကျွန်တော်ကို lesson တွေ telegram နဲ့တဆင့် လာပြီးတော့ပြောဆိုတာတွေကျွန်တော်ဖောင်းတရားတွေတစ်ဆင့်လာပြီးတော့ဆေးဆိုတာတွေအဲဒါတွေလည်းရှိပါတယ်ဒါတော့ကျွန်တော်ပြောချင်တာကဘာကိုပြောချင်တာလဲဒီကျွန်တော်လက်ရှိနေပြီးတော့အစ္စလမ်ဘာသာဝင်ဝင်ဖြစ်တဲ့လက်ရှိနေပြီးတော့ဒီမြန်မာနိုင်ငံတွေကမှီတဲ့နေထိုင်နေကြတဲ့လူတွေသည်ကျွန်တော်တို့နေတဲ့အတူတူနှစ်ပေါင်းများစွာ အာနာရှင်စနစ်ဆိုးအောက်မှာ အတူတူနေခဲ့ကြတဲ့လူတွေဖြစ်တယ်။ကျွန်တော်ဆိုးတူကောင်းဖက်ကျွန်တော်ကျွန်တော်လက်ရှိနေပြီးတော့ဗမာလူမျိုးကောင်းဗမာလူမျိုးစိုးမွေခံခဲ့ရသလို လက်ရှိနေအစ္စလမ်လို့လည်းခံရတာပဲဒါကြောင့်မို့လို့လက်ရှိနေမှာအစ္စလမ်အစ္စလမ်ဘာသာကိုဝေဖန်ပုတ်ခတ်နေတဲ့ဘာသာရေးအယောင်ဆောင်ပုံကိုယ်တွေနိုင်ငံရေးအယောင်ဆောင်ပုံကိုယ်တွေကဝေဖန်ပြိုးဆိုနေတာလေးကိုလည်းကျွန်တော်အနေနဲ့သိရပါတယ်ဒီလိုဒီလိုဝေဖန်ပြိုးဆိုနေတဲ့အတွက်ကြောင့်မို့လို့လက်ရှိနေပြီးတော့အာတချို့ကဆိုလို့ရှိရင်အဲ့ဒီမှာတော့အစ္စလမ်ဘာသာမှာဒီဝတ်သားဟာအာအဖို့အဖွက်တို့လို့အာ ဝက်တာကနေပြီးတော့လက်ရှိနေတော့အစ္စလမ်ဘာသာဖျားဖြစ်တဲ့မိုဟာမက်ရဲ့အဖေဖြစ်နေလို့မိုဟာမက်ရဲ့အဖိုးဖြစ်နေလို့အာမိုဟာမက်ရဲ့အဖွားဖြစ်နေလို့ဆိုပြီးတော့အာကဲ့ရဲ့ရှုံရှပြောဆိုတာတွေကိုကျွန်တော်တို့ ਨੇ ကြားသိနေရတဲ့အတွက်ဒါဒီလိုမဟုတ်ပါဘူးဆိုတာကိုကျွန်တော်ရှင်းပြခြင်းဖြစ်ပါတယ်ကျွန်တော်တို့အစ္စလမ်မဟုတ်ပါဘူးကျွန်တော်တို့ရခိုင်လူမျိုးရခိုင်သားဆက်ဆက်တရားဆိုဖြစ်ပါတယ်ဒီတော့ဒီကျွန်တော်ရဲ့ရခိုင်ပြည်နယ်တွင်းမှာမိတဲနေထိုင်နေကြတဲ့အစ္စလမ်ဘာသာဝင်ဖြစ်တဲ့မွတ်စလင်လူမျိုးတွေ ਨੇ ရခိုင်နဲ့တူ နှစ်ပေါင်းများစွာငြိမ်းချမ်းစွာအတူရှင်တွေ့နေထိုင်လာခဲ့တော်လဲနိုင်ငံရေးသမအမိကပုဂ္ဂိုလ်တွေကသွေးထိုးလှုံ့ဆော်မှုတွေဖြစ်ခဲ့တဲ့အတွေ့ရခိုင်နဲ့အစ္စလာမ်တွေသည်၃နဲ့၄လို့ကြိုးခမ်းရပြီးတော့အဲကျွန်တော်တို့တနည်းအားဖြင့်တည်တနာဘုံဆောင်နဲ့ရင်ဆိုင်ခဲ့ရပြီးတာကိုလည်းဒါမိဖပြည်သူတွေနဲ့သိရှိကြပြီးကောင်းသိရှိကြမှာပါဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့လက်ရှိနေပြီးတော့အာဘောနော်ဒီအခုလက်ရှိနေပြီးတော့ကျွန်တော်ဒါနောက်ထပ်တစ်ခု ြောချင်ပါတယ်အဲ့တော့ဒီကျွန်တော်ကျွန်တော်လက်လာတွေ့ရှိဖက်သားမှတ်ဖက်ဖူးမှတ်ဖူးတဲ့ဒီစကလုံးတွေအားလုံးကိုကျွန်တော်ဒီကနေ့နေပြီးတော့ဘာသာရေးအမုန်းပွားအောင်နိုင်ငံရေးအငင်းပွားစရာဖြစ်အောင်တော်လိုင်းရေးလမ်းကြောင်းမှာနေပြီးတော့အာဘောနောကမောက်ကမောက်ဖြစ်အောင်ကျွန်တော်ပြောဆိုနေတာမဟုတ်ပါဘူးကျွန်တော်အားလုံးသူလက်ရှိနေပြီးတော့ရခိုင်ပြည်တွေမှာမိတဲ့နေတဲ့နေထိုင်နေကြတဲ့လူမှန်သမျှသည်အာနာရှင်ကိုတော်လိုင်းရမယ့်အရှင်ကာလဖြစ်တယ် ဒါကြောင့်မို့လက်ရှိနေမှာအာနာရှင်ကိုတော်လာတဲ့ခါမှာကျွန်တော်တို့ရဲ့စီမင်းစည်းကမ်းတွေရှိမယ်အဲကျွန်တော်တို့ဘယ်လိုလှုပ်ဆောင်ရမလဲဆိုတဲ့အရာလေးတွေရှိမယ်အဲ့တော့ဒီအာနာယူကိုတော်လာနေတဲ့တော်လာရဲ့အဖွဲ့စစ်ကျွန်တော်ပူပေါင်းရမယ်နောက်တော့ကျွန်တော်တို့ဒီရခိုင်ပြည်သူပြည်သားတွေနဲ့မွတ်စလင်နဲ့တန်တဲ့ရောက်ပတ်အောင်နေထိုင်ပြီးတော့အာနာရှင်ကိုဘယ်လိုတော်လာရမလဲဆိုတဲ့ဟာလေးတွေကိုကောင်းကောင်းသိရှိနားလည်ဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ဒီနေရာကနေကျွန်တော်ပြောကြလို့ပါတယ်ခင်ဗျဟုတ်ပြီကျွန်တော်ဒါဟာနေပြီးတော့ကျွန်တော်ကျွန်တော်အနေနဲ့နောက်ဆုံးနေ့ကောင်းဆောင်နေနဲ့ကျွန်တော်တင်ပြမယ်ဆိုရင်ကျွန်တော်မနေ့က အာဘောနော်ကျွန်တော်ရဲ့ဒီ YouTube အာဒီဗီဒီယိုကားလေးမှာကျွန်တော်အဲ့ဒီမှာ caption တခုကျွန်တော်ရေးလိုက်မိတယ်အဲ့ဒါဘာလို့ဆိုတော့ဒီမြက်ကန်မျိုးရှိဖြစ်လာတဲ့ ULAA ဆိုပြီးတော့ကျွန်တော် caption တခုရေးလိုက်မိတယ်ဒီဟာအတွက်ကိုလည်းကျွန်တော်အရင်တောင်းပန်ပါတယ်အမှန်တကယ်ကျွန်တော်ပြောချင်တာက ULAA အတွင်းမှာလက်ရှိတာဝန်ယူနေကြတဲ့အဲလက်ရှိပေါ့ဗျာအာဒီလက်ရှိတရှုတ်တပ်ဖွဲ့ဝင်တွေရှိတယ်အဲဒီတရှုတ်တပ်ဖွဲ့ဝင်တွေကဘာလို့ကြတာလဲဆိုတဲ့အခါသူတို့ကအခုနောက်ဟိုတနေ့ကျွန်တော်တင်ပြခဲ့သလိုပေါ့ ဒီအာစမူဒံဥပဒေနဲ့အကျောင်းမဝင်တဲ့ကလေးသူငယ်တွေကိုဖမ်းတယ်ဖမ်းပြီးလို့ရှိရင်အဲ့ဒီကနေပြီးတော့ငွေတောင်းတယ်အာငွေတွေဘလောက်ဘလောက်ပေးရမလဲဆိုပြီးတော့ပေါ့ဗျာဒါမျိုးလေးတွေတောင်းတာလေးတွေရှိတယ်အဲဒါကိုကျွန်တော်ကနေပြီးတော့အပြုတ်သဘိုးဆောင်တဲ့ဝေဖန်မှုမျိုးနဲ့ကျွန်တော်ဝေဖန်တာဖြစ်တယ်ဒါကိုမှမတင်납ခဲ့ဘူးဆိုလို့ရှိရင်အဲဘောနော်ကျွန်တော်နဲ့ဒိုက်ရိုက်လေးလာရှင်းနိုင်တယ်လို့ဘယ်လိုနေရဘယ်လိုအချိန်မျိုးမဆိုကျွန်တော်ကိုလှမ်းပြီးတော့ခေါ်လိုက်လို့ရတယ်ဒါကျွန်တော်ဖက်ကသတင်းအတိအကျမှန်ကန်သောသတင်းဖြစ်နေတဲ့အတွက်ကြောင့် ကျွန်တော်တခုလိုမျိုးပြောဆိုခြင်းဖြစ်တယ်ဒါကိုကျွန်တော် ULA A တစ်ဖွဲ့လုံးကိုကျွန်တော်စုကနေတာမဟုတ်ဘူး ULA A မှာထိုက်ပိုင်ကောင်းဆောင်လို့ဖြစ်တဲ့ကျွန်တော်တို့လေးစားရတဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်လို့ပုံကိုမျိုးကိုနောက်တစ်ခုဒီဗိုလ်ချုပ်ထွန်းမြတ်နိုင်တဲ့အတူတူလက်တွဲနေတဲ့ကောင်းဆောင်ပိုင်းတွေကိုကျွန်တော်စုကနေတာမဟုတ်ဘူးသူတို့ရဲ့လက်အောက်မှာအလုံးလုံးနေတဲ့ဒီလက်ရှိနေပြီးတော့အရခတ်တက်တော်တွင်းမှာအရခတ်တက်တော်အေအမီကန်လူတစုကိုကျွန်တော်ဝေဖန်နေတာဖြစ်တယ် ကျွန်တော်ဘယ်သူ့မှကျွန်တော်ဝေဖန်တာမဟုတ်ဘူးကျွန်တော်ဒီတော်လိုင်းရေးကာလမှာအဲဒီလိုပြောတယ်ဆိုပြီးတော့ဒါပေါ့နော်ဒီလိုပြောတယ်ဆိုပြီးတော့ကျွန်တော်ကတချို့လူတွေကမုန်တီးပြီးတော့ကျွန်တော်စုံစမ်းနေတာလည်းရှိတယ်ဘယ်သူတွေဘလောက်ပဲစုံစမ်းပါစေကျွန်တော်အနေနဲ့ဂယုစိတ်မှလည်းမဟုတ်ဘူးကျွန်တော်ဒီအမှန်ကန်တဲ့လမ်းကြောင်းပေါ်မှာရှောက်နေတာဖြစ်တဲ့အတွက်လူအခွင့်အရေးကိုလိုလားတဲ့နိုင်ငံရေးသမားတယောက်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီဘယ်သူမှကြောက်ပါလိမ့်မဟုတ်ပါဘူးဒါကြောင့်မလို့တကယ်လို့အဲကျွန်တော်ရဲ့နေရာသိခဲ့မှကျွန်တော်ဖုန်းဆက်လို့လည်းရတယ်ကျွန်တော်ဖုန်း ကတစ်ဆက်လဲကျွန်တော်ဖုန်းခေါ်လို့ရတယ်ကျွန်တော်အချိန်မရွေးဖုန်းခေါ်လိုက်ပါခင်ဗျားတို့ရှိတဲ့နေရာကိုကျွန်တော်လာရမယ်ဆိုလို့ရှိရင်လဲကျွန်တော်လာခဲ့ပါမယ်ကျွန်တော်ဖက်ကမှန်ကန်စွာကျွန်တော်ရှက်ပြလို့ရပါတယ်ခင်ဗျာအဲ့တော့ဥပဒေမဲ့လောက်လာခဲ့တာမျိုးလဲကျွန်တော်နည်းနည်းလက်ခံမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်ကလည်းဥပဒေမဲ့လောက်မှာမဟုတ်ဘူးအဲ့တော့ကျွန်တော်ကိုစုံစမ်းနေတဲ့အမ်ကျွန်တော်ရဲ့ မိတ်ဆွေရန်သူတို့တွေပေါ့ဗျာဒီမိတ်ဆွေရန်သူတို့တွေဒါကျွန်တော်ဒီနေရာနေပြီးတော့ကျွန်တော်ဒီနေ့ကျွန်တော်ရဲ့ YouTube channel ကနေကျွန်တော်နေပြီးတော့ပြန်ပြီးတော့ကျွန်တော်ပြောကြလို့တာကဘယ်လိုအချိန်ဘယ်လိုနေရာမျိုးမဆိုကျွန်တော်လာပြီးတွေ့လို့ရတယ်ကျွန်တော်ကလည်းတွေ့ဖို့အစင်သက်ရှိတယ်ဒါပေမဲ့ကျွန်တော်ဘက်ကမှန်ကန်တဲ့လမ်းကြောင်းမှန်ကန်တဲ့စကားလုံးတွေကိုပဲကျွန်တော်ရှင်းပြမှာဖြစ်တယ်ကျွန်တော်ဒီမမှန်တာကိုမပြောပါဘူးဘယ်သတင်းဌာနမှမမရှိသေးတဲ့သတင်းမျိုးကိုကျွန်တော်တင်ဆက်ပေးနေတာဖြစ်ပါတယ်တင်ဆက်ပေးနေတာဖြစ်ပါတယ်အဲဒါပေမဲ့ကျွန်တော်ဘက်တရှိမှားသွားတယ် အမ်မြက်ကမျိုးရှိဖြစ်လာတဲ့ ULA ဆိုတဲ့စကားလုံးပေါ့နော်ဒီဟာကိုလည်းကျွန်တော်နေပြီးဒီ lesson application ကိုကျွန်တော်အမ်ည9နာရီ7နာရီအတွင်းမှာကျွန်တော်ပြန်ပြီးတော့ကျွန်တော်နေပြီးတော့ပြုတ်ပြပေးပါမယ်ခင်ဗျဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျကျွန်တော်ကြိုဆိုးလင်းပါခင်ဗျ